လူရာပဲလေအဲမေဂရစ်ကကြတော့သူ့ပုံစံလေးနဲ့လည်းလိုက်တယ်ချစ်စရာလေးဆိုတော့သူကကြတော့အဲ့လိုဟိုဟိုအော်မဟုတ်မခံသူသူကကြာမဟုတ်မခံ character လေးပေါ့အဲ့လိုမျိုးဆိုတော့အကုန်လုံးကတော့ရမတ်တွေတက်မဲ့သူတယောက်တည်းအေးချမ်းချမ်းလေးဖြစ်နေတာပေါ့တမင်လူလိုက်တာလားဒါမှမဟုတ်အဲ့လူကြီးကပဲမမကြီးအခုပြောပြနေတယ်ဆိုတော့อืมညက်ဆန်ဒီကရိုက်ပြီးဟွာတော့ပေါ့ပထမအဲ့ပါဟွာဒီနှစ်ရက်သုံးရက်လောက် အနေမှာအဲရောက်တယ်လို့ထင်တယ်ဟိုဘက်သွေးလို့ပဲနောက်ပေါ်ချက်မရဖာမဒါပေမဲ့ character ကပြောတာမျက်စံဒီ character ကိုစရိုက်ကလေးကအမမျက်စံဒီ character ဝင်နေတာတဲ့ဒါပေမဲ့ကိုယ်စိတ်ထဲမှာကျတော့ဟိုဟိုဝင်မှလားစိုးရိမ်စိတ်တွေရှိတာပေါ့နော်နှစ်ရက်သုံးရက်လောက်မှအဲကိုယ့်ကိုအသားကျသွားလို့ထင်တယ်ဒါပေမဲ့မဲမဲပုံကတော့အမစရိုက်ကလေးကအမမျက်စံဒီဖြစ်နေတာအမမသိဘူးလားတဲ့ဆိုတော့အော်ဒါဆိုလို့ရှိရင်တော့ဟိုဂျင်းနဲ့သွားတာပေါ့ဘာဖြစ်လို့ပေကက်ကက်ဒီမှာရက်နေရမမိုင်းနဲ့တပြင်းနဲ့စကားပြောစရာရှိရဲ့ ။နေသွားနဲ့။ဟောရှိတာပေါ့။လူတွေအကုန်လုံးကတယောက်တမျိုးပူလောင်နေကြတာပဲ။ကို့အတွင်းနဲ့ကို့ပူလောင်နေကြတာပဲ။ကိုရီးယားဒါမသိရ။ကို့ပတ်ဝန်းကျင်နေမှာလည်းရှိတယ်။အဲအကုန်လုံးကအတူတူပါပဲ။အဲ့လိုမျိုးဆိုတော့ရမတ်ဆိုတဲ့အခါမှာတော့ကောင်းတဲ့ရမတ်လည်းရှိတယ်မကောင်းတဲ့ရမလည်းရှိတယ်လူချင်းတက်မှတ်မှုပေါ့ရမတ်ဆိုတော့အဲခါကျတော့လူချင်းတက်မှတ်မှုများလीအဲမကောင်းတာတွေနဲ့ပို့ပြီးကြုံရလीပေါ့ အဲ့လိုမျိုးတွေအဲ့လိုအဲ့လိုလူကြီးတက်မှုများတဲ့အခါမှာပို့ပြီးတော့အလွယ်တွေလိုက်ကြပြီးတော့ပို့ပြီးအမားတွေနဲ့ကြုံတွေ့ရတယ်အမှန်တကယ်ဆိုရင်ဒီစကားဟာဆိုရင်တကယ်ပညာယူမယ်ဆိုလဲယူစီရတယ်အများကြီးရှိပါဘဝင်းချက်မှာတကယ်တွေ့နေရတဲ့အဟာမျိုးတွေကိုပဲစုစည်းပြီးရိုက်ထားတာပါအဲမေဂရစ်ကကြတော့သူ့ပုံစံလေးနဲ့လည်းလိုက်တယ်ချစ်စရာလေးဆိုတော့သူကကြတော့အဲ့လိုမျိုးဟိုဟိုမဟုတ်မခံသူသူကကြတော့မဟုတ်မခံ character လေးပေါ့ဟာအဲ့သူအများကြီးစောက်လူရပါပဲလေ အဲ့လိုမျိုးဆိုတော့အကုန်လုံးကတော့ရမတ်တွေတက်မယ်သူတယောက်တည်းအေးဂျန်ကန်လေးဖြစ်နေတာပေါ့ဟုတ်တယ်။อืมညက်စန်ဒီကရိုက်ပြီးဟွာတော့ပေါ့ပထမအဲ့ပါဟွာဒီနှစ်ရက်သုံးရက်လောက်အနေမှာအဲရောက်တယ်လို့ထင်တယ်။တမင်လူလိုက်တာလားဒါမှမဟုတ်အဲ့လူကြီးကပဲ မမကြီးအခုပြောပြနေတယ်ဆိုတော့ဒါပေမဲ့ character ကပြောတာမျက်စံဒီ character ကိုစရိုက်ခရေရအမမျက်စံဒီ character ဝင်နေတာတဲ့ဒါပေမဲ့ကိုယ်စိတ်ထဲမှာကျတော့ဟိုဟိုဝင်မှလားစိုးရိမ်စိတ်တွေရှိတာပေါ့နော်နှစ်ရက်သုံးရက်လောက်မှအဲကိုယ့်ကိုအသားကျသွားလို့ထင်တယ်ဒါပေမဲ့မမေမောင်ကတော့အမဆက်ရိုက်ကလေးကအမမျက်စံနေဖြစ်နေတာအမမသိဘူးလားတဲ့ဆိုတော့အော်ဒါဆိုလို့ရှိရင်တော့ဟိုကျေနပ်သွားတာပေါ့ message အပိုင်းဆိုလို့ရှိရင်တော့ဒီရမတ်တွေဖုံးလန့်နေတာမကောင်းဘူးပေါ့အာ ဒီထဲမှာဆိုလို့ရှိရင်ဒါအချစ်အတွက်ရမတ်တွေဖုံးလွှမ်းနေတာရှိတယ်ဒါဒီကလေးတွေဆိုလို့ရှိရင်လည်းမိဘလိုချင်တာရှိတယ်မိဘတွေလည်းတာသမီအတွက်ကိုရမတ်စောတွေကတ်တာရှိတယ်အဲ့လိုမျိုးတွေပေါ့ရမတ်စောကတော့အမှန်ငယ်တော့လိုချင်တတ်မှတ်မှုတအားများတဲ့အခါမှာတော့မကောင်းတဲ့နည်းနဲ့နေဖြစ်သွားကြများတယ်ပေါ့အဲ့ဒီအတွက်ကြောင့်မလို့ဒီဟာလေးကိုကြည့်လို့ရှိရင်လည်းတကယ်ကိုပညာသားရပါတယ်ဘာဖြစ်လို့ပေကက်ကက်ဒီမှာရက်နေရလဲမမကြီးနဲ့တပြင်းနဲ့စကားပြောစရာရှိရဲ့လေတော့နေညိုက်ခွေးမှတ်တရဆိုလို့ရှိရင်တော့ဒီဟိုပါပေါ့ ဟိုဟာဒီအဲဒီနောက်ဒါအပိုင်း73လောက်မှလာမယ်ထင်တယ်အပိုင်း73အရင်နောက်ပိုင်းမှလာမယ်အဲ့ဟာလေးမှာဆိုလို့ရှိရင်အများဘက်နိုင်စင်းနေရရတဲ့ဟာတွေအပြီးတော့လို့ရှိရင်အရန်ကို ဟိုဟိုမွန်ကျက်ပြီးတော့လောင်မြိုက်ရတဲ့အခန်းနေအဲ့မှာဆိုအရန်ကိုပင်မထားပါအဲ့ခါကျရင်ကြည်ကြည်ပါဟုတ်အဲအဲ့ပေါ်အကုံလုံးကဘယ်လိုပဲပြတ်တော့မှရိုက်ပွတ်ထားလဲဝစားရကြည်ပါအောင်အကုံလုံးကကိုတော်တဲမဟုတ်ဘူးနော်ယူတနာတင်သွန်ဆာမမအနီဝါဆိုကြည့်ပါတော့အင်ကြီးတစ်ဆက်လက်ဟုတ်တယ်လေရှော့လို့မှမရဘူးဘယ်သူမှမလျှော့ကြအောင်အကုံလုံးကလည်းမကြိုက်ကြပါတော့ဝယ်လက်စားနေနေအကုံလုံးကအဲအဓိကအကုံလုံးကအဲ့ဒါပဲလေ နုပညာကိုချစ်လို့လုပ်တာဟိုဘယ်လိုခေါ်မလဲနုပညာနဲ့ပတ်ဆံရှာတဲ့သူတွေမဟုတ်ဘူးနုပညာကိုချစ်ကြတဲ့အခါကျတော့ဒီကာရက်တာဝင်ဖို့အတွက်ကိုဘယ်လောက်လိုက်ထည့်ရမလဲလိုက်ထည့်ပြီးတော့လုပ်ကြတာပဲအဲ့တော့ကိုယ့်ကာရက်တာအကုန်လုံးထိမိအကုန်လုံးအပြည့်တွေပဲတွေ့တယ်မလားအကုန်လုံးအပြည့်တွေပဲဟုတ်ကဲ့ပါနုပညာအလုပ်ကိုပေါ့ဘာကိုကအဲနုပညာကိုချစ်တယ်အဲနုပညာကိုချစ်တယ်နုပညာကိုညှိုးတယ်အဲ့အတွက်ကြောင့်မလို့ရုပ်ရှင်အဲဘယ်ဖြစ်ဖြစ်ဇလန်းတွေဖြစ်ဖြစ်ရိုက်တယ်ပေါ့နော်ရိုက်တဲ့ဇကားတကားစီတိုင်း တကားချင်းစီတိုင်းအောင်လည်းပြိတ္တကလက်ခံပေးရတဲ့အတွက်ကျေးဇူးများရင်တက်ပါတယ်အခုဆိုမျက်စက်နေဆိုတဲ့ character ပြိတ္တရဲ့ရင်နှလုံးသားလည်းရောက်နေပြီဆိုတော့ကျေးဇူးများရင်တက်ပါတယ်နောက်ထပ်နောက်ထပ်လည်းအခုလိုမျိုးပေါ့ဇကာကောင်းလေးတွေ့လို့ရှိရင်ရိုက်ဖြစ်တဲ့အခါကျရင်အပေးပါလို့ပြောချင်ပါတယ်ရှင့်